โอเคကျွန်မနဲ့ကပြောခဲ့တယ်9နာရီမထိုးခင်လေးမှာနည်းနည်းလေးဆွဲမယ်နော်မနေ့ပြန်ရတော့အရန်ရေးကြည့်တယ်ဒီဒီနေ့လည်းရေးကြည့်ပါလေဒါပေမဲ့မနေ့ပြန်ဆရာတို့လာမယ့်ဆရာညီကိုတွေက ီကျွန်တော်တို့ဒေါက်တာဘန်လင်းကသူကအမေရိကတို့ North America South America မှာသူ့ဖခင်အရန်သုံးတယ်အန်အော့ဖ်ဝဲကောင်းလောက်သုံးတယ်အာမနေ့ဖြန်လာမဲ့ဘတ်စချမ်ဘတ်စချမ်မှာတော့ထိုင်းနိုင်ငံမှာအရန်သူ့ဖခင်သုံးတယ်ကြောက်ရွံ့ကောင်းလောက်လောက်သုံးတယ်ဘာသာရေးသမားတော့သူ့အသိမချဘူးဆရာဒေးဗစ်လာလို့ပဲအာသူတော်တော်လေး ခွေရန်ဘာသာရေးသမားတွေရဲ့လက်ခံမှုတော်ခံရတယ်။တော်ခံရတဲ့လူတွေမှာပါတယ်။ဒါပေမဲ့ तू အရန်ကြီးထွားတယ်။အခုမကြမီမှာ तू လုံးမဲ့အဲ तू အခုစောင့်နေတဲ့ချင်းမိုင်ကဖျားကြောင်ကြီးဆိုရင်တော်တော်ကြီးတယ်ခင်ဗျ။တော်တော်ကြီးတယ်။လူထောင်ကြီးကနန်းစမဲ့ဟာကြီး तू လုံးနေတယ်။ဆိုတော့အဲ तू လည်းဖျားအုံပြုတယ်နှစ်ဖက် तू ရောက်လာမယ်။ထိုင်နိုင်ငံမှာသူ့အာနာအားတော့အရန်နာတယ်ဘာလို့ဆိုသူပွဲတပွဲလုံးထိုင်မှာပွဲတပွဲလုံးရအနည်းဆုံး လူကထောင်တောင်းကနန်းလာတာမဆရာသူ့ကိုခေါ်တဲ့အခါမှာသူချစ်လွန်းလို့သူလာတယ်နှစ်ဖက်မလေးရှားမှာမလေးရှားနဲ့လာတဲ့ဆရာအေဒီမနေ့ပြန်လာမယ်သူကမလေးရှန်လူငယ်လေးပဲဘယ်လောက်ရှိ ਉ မလဲသူက26လောက်ပဲရှိ ਉ မလဲထင်တယ်26လောက်ပဲရှိ ਉ မလဲဒါပေမဲ့မလေးရှားမှာသူလည်းပဲဆရာတို့လိုပဲဖရားတကယ်အတုံးပြုတ်တဲ့ရှောက်တော့မြန်မာပြည်ထဲမှာအတုံးပြုတ်တယ်ချက်မှုကြတော့ထိုင်းမှာအတုံးပြုတ်တယ် မနေ့မနေ့ပြန်လာမယ့်အဲ့ဒီကတော့လူငယ်ထဲမှာအသုံးပြုတယ်သူတို့ထဲမှာတော့ဆရာအသက်ကြီးဆုံးပဲအသက်ကြီးဆုံးပဲအကိုကြီးလို့ပေါ့ဒါမဲ့လည်းနောက်ဆယ်နှစ်မှာရှင်းကြည့်လိုက်သူတို့အလကားစားတာလည်းအလကားစားအာဒီလိုဆရာဒီ generation တွေကိုဘုရားသခင်ဆွဲခေါ်တဲ့နေရာမှာတုံးတယ်လာမယ့်နာကမှာဒီထဲမှာ အများကြီးဘုရားခင်ချီးမြှောက်မဲ့သူတွေရှိတယ်။ဆရာယုံကြည်တယ်အာမင်။ဒီ generation ဘုရားခင်ချီးမွမ်းစွာအသုံးပြုလိုက်မယ်။တို့တွေကိုဘုရားခင်အသုံးပြုလို့သင်တို့နာကမှာကြီးမားစွာအသုံးခံမဲ့သားသမီးတွေဖြစ်တဲ့ဆိုယေရှုနာမနဲ့ကြည်ညာတယ်အာမင်။ဒါမဲ့တခုတော့ရှိတယ်။ဘလောက်တော့ပဲဘာတွေဝေဖန်ကဲ့ရဲ့ရှုံချပါစေကိုပြေးလန်းအောင်ဆက်တိုက်ပြေးဖို့အရေးကြီးတယ်။ဒါတော့ဆရာအားပေးမယ်။ဆရာတို့အမှုတော်ဆောင်ကလေးကရေးလေလေတိုက်ခိုက်ခံရတယ်ပြဿနာမရှိဘူးဆွဲတာပဲ။ ရေလည်းရှေ့ဆက်ပဲသွားတာနောက်ပြန်မလှဲ့ဘူးဆိုတော့ဘုရားခင်ဆက်သုံးလို့ရတယ်ဒါပဲလူတောင်သွားနှထောင်ဘာမှလုပ်လို့မရတော့ဘူးအာမင်ဆိုမနက်ကဆရာပြောခဲ့တယ်ဘုရားခင်ဖန်ဆင်းတဲ့အရာတွေအားလုံးကသူ့ဟာနဲ့သူအရန်အောင်းမြင်တယ်ငှက်တရားလည်းဘုရားဖန်ဆင်းတဲ့ငှက်တရားပြန်လာပြန်တယ်ဘုရားဖန်ဆင်းတဲ့ရေတရိစ္ဆာန်နဲ့ရေထဲမှာအသက်ရှူလှုပ်ရှားသွားလာနိုင်တယ် မဲ့ဖခင်ကလူကိုအုပ်ဆိုးတဲ့အခွင့်ကိုပေးတယ်သူ့ရဲ့တဏ္ဍာရီဖြန့်စင်းတဲ့လူဒါပေမဲ့အဲ့ဒီလူကအပြည့်အကြောင်ဆုံးရှုံးသွားတယ်ဘာဖြစ်လို့ဆုံးရှုံးသွားလဲအပြည့်အကြောင်ဆုံးရှုံးသွားတယ်ဆုံးရှုံးသွားတဲ့အခါမှာဖခင်ကသူ့ရဲ့ဖြန့်စင်းခြင်းထဲမှာဖြန့်စင်းတော်ညာလဲပဲမအောင်မြင်ဘူးလို့ပြောလို့ရတာလူဖြစ်နေတယ် အဲ့ဒီဆုံးရှုံးသွားတဲ့လူကိုပြန်ကယ်တင်ဖို့ရန်အတွက်ယေရှုခရစ်တော်လောကကိုပြန်ကြွားလာတာအာမင်ယေရှုခရစ်တော်လောကကိုပြန်ကြွလာတယ်ပြန်ကြွလာပြီးတော့မှကျွန်တော်တို့လာကဲတင်တယ်ဘယ်ထက်နေလဲသိလားဆုံးရှုံးခြင်းတဲ့ကနေပြန်ကဲတင်တယ်ဆုံးရှုံးခြင်းပြောရဆုံးရှုံးခြင်းဘာလို့ဆုံးရှုံးတာလဲတဲ့ကျွန်တော် ဆုံးရှုံးတာအများကြီးပဲညီကောင်မောင်မတော် ဆုံးရှုံးတာအများကြီးပဲရရဆက်ဆက်ဆုံးရှုံးတာငွေကြေးနဲ့ဆိုင်တဲ့အရာကြားမှချင်းနဲ့ဆိုင်တဲ့အရာဟလာဟိုအလုံငန်းနဲ့ဆိုင်တဲ့အရာအရာတွေမြောက်များစွာမှဆုံးရှုံးရတယ်အများကြီးဆုံးရှုံးရအနောက်မှာစကားတွေရမ်းများတယ်ဘယ်သူတွေများလာလဲမသိဘူး ဆုံးရှုံးမှုတွေအများကြီးရင်ဆိုင်ရတယ်တို့တယ်တကယ်တော့ဘုရားရဲ့အကြံစီအဲ့လိုမဟုတ်ဘူးအဲ့လိုအဲ့လိုမဟုတ်အောင်မြင်ခြင်းဆိုတာကပြဿနာမရှိတာမဟုတ်ဘူးဆရာနားလည်တော့ခုရှင်းပြအောင်အဲ့ဒီပြဿနာကကိုယ်ဘာမှလုပ်လို့မရတာအဲ့ဒါအောင်မြင်တော့သူဆရာနားဆရာနားလည်အောင်ရှင်းပြအောင် ်ဖရားရဲ့ design ကတို့ကိုလှုပ်ထားတာအောင်မြင်သောသူအနေနဲ့လှုပ်ထားတယ်โอเคသင်မောတိဆောက်တဲ့သူဟာအဲ့ဒီသင်မောကြီးကရေပေါ်မှာပေါ်နေတယ်အောင်တိဆောက်ထားတယ်ဟုတ်လားမသိဘူးခင်ဗျဟုတ်လားဟုတ်လားသင်မောကဘယ်အပေါ်မှာရှိလဲ very good very good ဘယ်အချိန်မှာသင်မောမြုပ်သွားလဲ အဲ့ဒီရေကသင်္ဘောထဲဝင်သွားရင်ဝင်လာတာများရင်မြုပ်သွားတာတင်းရလောကကြီးအပေါ်မှာအုပ်ဆိုးဖို့ဘုရားသခင်ခန့်အပ်ထားတယ် Come on ဒါပေမဲ့လောကအရာတွေကိုတင့်အแทမှာတိတ်ထဲထဲတာများရင်တင်းလောကအောက်ရောက်သွားအောင်ခဏလေးအားလုံးကြည့်အောင်တိယောခန်းကြီးငါအငယ်လေးစကြည့်မယ်တိယောခန်းကြီးငါအငယ်လေး တယောက်ခန်းကြီးငါငယ်လေးဆိုတော့ဖျားဖန်ဆင်းတဲ့အရာတွေအားလုံးကအောင်မြင်ရတာနဲ့သူ့ရဲ့တဒဏ်နဲ့ညီဖန်ဆင်းတဲ့သူကရှုံးနေသွားတာသူမခံနိုင်ဘူးဥမာဗျာကျွန်တော်ပြောပြသွားတော့ show mic company ရနေပြီးတော့ဒီ show show mic ကဘာတမ်းမှမကောင်းတော့ဘူးဆိုရင်တစ်ခုလည်းမကောင်းနှစ်ခုလည်းမကောင်းသုံးခုလည်းမကောင်းလေးခုလည်းမကောင်းငါးခုလည်းမကောင်းဆိုဘာဖြစ်လာပြီလဲ complaint တွေများလာရင်ဘာဖြစ်လာလဲနာမည်ပြတ်ပြီနာမည်ပြတ်ရင် ကော်မတီထိခိုက်တယ်ဒီနေ့ကျွန်တော်တို့ရဲ့ဆုံးရှုံးမှုအလုံးဟာဖရာကိုထိခိုက်တယ်ဒိုဝဘေကော်မတီကနေထွက်လာတယ်ဖရာဆိုတဲ့ကော်မတီကနေထွက်လာတာအာမင်အာမင်အလုံးပြောရအောင်ဖရာသခင်ဤသားဖြစ်တော်သူမိဒီကလောကကိုအောင်တိုင်း come on လောကအောက်မှာမဟုတ်ဘူးလောက အထက်မှာစိုးစံနေသူတွေလောကကိုအောင်ချင်းအကြောင်းမူကငါတို့ဤယုံကြည်ခြင်းပဲဒီလောကကအောင်တာဗာနဲ့အောင်တာလေယုံကြည်ခြင်းဆိုတင်မောရာရေပေါ်မှာရှိနေတဲ့၍ဘာမှပြဿနာမရှိမယ်အဲ့ဒီရေကတင်မောထဲပြန်ဝင်လာရင်တင်မောမြုပ်တယ်ယုံကြည်ခြင်းဆိုတာက လောကစကားမဟုတ်အဖင်ဖြစ်လာတာမဟုတ်ဘုရားစကားအဖင်ပဲဖြစ်တယ်ယုံကြည်ခြင်းဖြစ်စေတာပါလဲယုံကြည်ခြင်းဖြစ်စေတာပါလဲဒါဆိုဘုရားစကားမရှိဘဲနဲ့လောကစကားတွေတိတ်များနေရင်ရေကသင်းမောထဲဝင်လာတဲ့တော့ဒီလောကကြီးရဲ့စကားကသင်အထဲကို ဝင်လာတာများရင်လောကထဲမှာတင် ဆုံရှုံတော်သူဖြစ်သွားအောင် ဒီနေ့လူတွေဆုံးရှုံးတဲ့အဓိကပြဿနာကလောကစကားတွေရာရေရတင်းမောထဲမှာ ဝင်တာများတကယ်တို့လောကစကားတွေရာတို့အထဲမှာဝင်တာများလာတဲ့အခါမှာဆုံးရှုံးသွားတယ်ဆိုခရိယန်နေပင်လည်းဘာလို့ဆုံးရှုံးတာလဲခရိယန်နေပင်လည်းဘာလို့ဆုံးရှုံးတာလဲ very simple ခရိယန်တော့ဖြစ်တယ်ခရိယန်လို့ပြောရင်ဖျားစကားကိုယုံသောသူတွေခရိယန်လို့ပြောတာ ဖျားစကားနဲ့အသက်ရှင်တဲ့သူတွေခရိယန်လို့ပြောတာဒါမဲ့တို့တွေကဖျားစကားနဲ့အသက်ရှင်တာမဟုတ်ဘူးဖျားเจ้าသွားပြီးတော့မှဆရာတွေပြောတဲ့လောက်နဲ့ပဲကျင်တတ်နေတာဆရာတွေပြောပြောတဲ့လောက်နဲ့တို့ကျင်တတ်လို့မရဘူးကိုကိုတိုင်ကိုကိုတိုင်ဖျားစကားကိုဆွဲလန်းတော့သူဖြစ်ရမယ်ဖျားစကားကိုယုံတဲ့ဥမာဆရာတခုပြောပြမယ် ်ဆရာဒေးဗစ်လာရဲ့လုံတမြမှာအောင်မြင်လာတဲ့အကြောင်းရင်းကိုပြောပြမယ်ဒါတော့မှအများကြီးမဟုတ်ဘူးကျန်းစာတပိုက်ပိုက်ကိုပဲစတင်ဆွဲကင်ခဲ့တယ်ဆရာကျန်းစာတပိုက်ကိုပဲဆွဲကင်ခဲ့တာဖိလိပ္ပိခန်းကြီး၄ငယ်၃ပါပြောလဲငါကိုခွားနဲ့ပြည့်စုံစေတော်မူသော ခရစ်တော်အဖင်ခတ်သိမ်းတော်မူသောငါတက်ဆွမ်းနေတယ်ဆိုတော့ဆရာကဆရာကဘာကိုယုံကြည်ထားလဲဆိုတော့ ငါကိုဖရားကခွန်အားပေးထားပြီသားဒါကြောင့်ငါခတ်သိမ်းတော့အမှုတတ်နိုင်တဲ့သူဖြစ်တယ်ဒါကြောင့်ငါရဲ့နှုတ်ကနေမလုံနိုင်ဘူးဆိုတဲ့စကားမပြောဘူးလို့ဆုံးဖြတ်ပလိုက်တယ်ဘယ်ဝမှာဆုံးဖြတ်တာလဲဖရားရဲ့စကားပေါ်မှာသင်လွယ်လွယ်နဲ့အရှုံးပေးတာဘာကြောင့်လဲဆိုတော့သင်မှာအာမခံချက်မရှိလို့ဖရားရဲ့စကားသင်ရဲ့အာမခံချက်ဖြစ်ရမယ်ဖရားရဲ့စကားကသင်ရဲ့အာမခံချက်ဖြစ်ရမယ်ဆရာမကြားမှာဆိုလို့ပြန်ပြောမယ် ဖရားရဲ့စကားကတင့်ရဲ့အာမခံချက်ဖြစ်ရမယ်ဆရာနားလဲအောင် ရှင်းပြမယ်ဖရားစကားကိုတင်မယုံတတ်ရင်တင်ဆုံးရှုံးမယ်နော်အခွင့်ထူးခံနေတော့ဖရားစကားကိုယုံခွင့်ဖရားပေးထားတယ်ဖရားစကားကယုံလို့ယုံဝမန်းတော်မသိတဲ့သူတွေအများကြီးရှိတယ်ဒါမဲ့ဒီဖျားစကားကြီးကိုဖျားသခင်တို့လက်ထဲမှာရအောင်ထည့်ပေးတယ်ဆိုတာကအချင်းနှိမဟုတ်ဘူးတို့အောင်မြင်စေချင်လုံးလို့ဟိုးတော့ကစံစာဖတ်တဲ့သူတွေသိတယ်သလား ကျမ်းစာဖတ်တဲ့သူအသက်ခံရတယ်။ဒါမဲ့မဲ့ဒီနေ့ဒီကျမ်းစာတွေတို့လက်ထဲကိုရောက်လာတဲ့အခွင့်ကိုအသက်ပေါင်းမြောက်များစွာပေးပြီးတော့မှလက်ထဲကိုရောက်လာတာဗျ။အဲ့မမကြည့်ဗျဒါဒါမပြောနဲ့ကျွန်တော်မြန်မာကျမ်းစာကိုရေးခဲ့တဲ့သူတောင်မှသူ့အသက်ပေးပြီးတော့ရေးသွားတာဗျ။သူ့အသက်ကိုပေးပြီးတော့မှသူရေးခဲ့တာဒါမပြီးမရှင်း तू မပြီးတဲ့အတွက်ကြောင့် तू တိတယ် तू ယောဂကျွန်းနေပြီဆိုတာ तू တိတယ် ကျွမ်းလာလားကျွမ်းလာလားမသိသူယောဂကျွမ်းနေပြီဆိုတာ तू သိကျွမ်းနေတာကိုတိတိကြီးနဲ့ तू ကဒီဟာမပြီးမချင်းသူရေးတယ်နောက်ဆုံးဆရာပြောပြမယ် तू तू ထောင်ထဲမှာဆရာယူဒတန်ဒီထောင်ထဲမှာဒီចန်းစာကိုရေးနေတဲ့အချိန်မှာចန်းစာဆိုယူသေးမမမဟုတ်ဘူးဗျာចန်းစာဆိုဖတ်ဖို့ចန်းစာကိုတော့အရင်ယူသေးတယ်ခရိယန်ဒါပေမဲ့ចန်းစာမဖတ်ဘူး ကျန်းစာအောက်လေးများပြုတ်ကြရင်ဒီဘာဘာဘာရေးသမားတွေလှုပ်တဲ့ပုံစံဘာလို့အိုးဖဖဖဖဘာဖဖဖဘာဖဖဖဒီဒီမှာမဖဖဖမို့ဒီမှာဖချစ်တော်ညီကောင်မောင်တို့ဖះစကားနဲ့အသက်မရှင်ရင်တို့လောကအောင်မဟုတ်ဘူးဖះစကားမရှိဘာစကားပဲရှိလဲလောကစကားတွေလောကစကားတွေအားလုံးပါလဲအနုလက္ခဏာတွေပဲလောကစကားပြောလိုက် မတောင်းမတီလာဆောင်မယ်ဖရာစကားရှင်းရှင်းလေးမင်းတီလာဆောင်ငါဦးမတောင်းစီမယ်ဆရာဆရာဘယ်ဘယ်မှာဖော်ပြလို့လဲဆရာနိုင်ငံတော်နဲ့ဖြောင်းမွှယ်ရှင်ရှေးကြီးစွာရှာစွာတီလာအရင်ဆောင်ခိုင်းတာနောက်မှထိုးရစွာပါလေဦးမတောင်းမယ်ပြောင်းပြန်ဖရာကျွေးပြတာပြောင်းပြန်လောကစကားကြီးကပြောင်းပြန်ပြန်လုံတာဖရာစကားကိုလက်မခံနဲ့ပြောလက်မခံဘူးလို့ပြောတာပဲเนาะအင်း နောက်နောက်ခုပြောပြမယ်နောက်နောက်ခုပြောမယ်အဲရှေးထုံးလဲမပယ်နဲ့လေဈေးသုံးလဲမလွယ်နဲ့တဲ့အချို့လွယ်ဈေးသုံးလဲမကြွယ်နဲ့တဲ့ Okay ရှေးထုံးလဲမပယ်နဲ့ဘုရားသခင် ရှင်းရှင်းပဲပြောတယ်မိမ့်မအိုပြောတတ်တဲ့ဒဏ္ဍာရီစကားကိုပယ်ရှားပြစ်တယ်ရှင်းလားမသိဘူးမိမ့်မအိုပြောတတ်သောဒဏ္ဍာရီစကားလောကကြီးမှာဘုရားစကားကိုမယုံတဲ့သူတွေအလုံးအား ရိုးရာနဲ့ညှိနေဖွဲ့တွေအများကြီးဒီနေ့ထိခရိယန်ဖြစ်ပြီးတော့ယုံကြည်သူဖြစ်နေပြီလက်ထပ်ဖို့ရန်တော့ဟိုရက်ကိုရွေးရတာနဲ့ဒီရက်ကိုရွေးရတာနဲ့ဟိုကြက်ကိုတတ်ရတာနဲ့အသွေးသွန်းရတာနဲ့ဘာမှမရှိဘူးကလေးမွေအမဲသားထောင်းရတာနဲ့ I don't know မရှိဘူးဒါတွေယုံကြည်သူမှမရှိဘူး မရှိဘူးဒါတွေပြောရင်ဆရာဒေးဗလာရိုးဆရာအလကားပြောနာမောင်ကြီးကိုမောင်မတော်ဖျားနဲ့မသွားရင်ဒါတွေအလကားအစိမပြေဘူးဗျာဒါတွေနဲ့ကျွန်တော်သွားလို့မရတော့ဘူးဖျားသခင်ဤတားဖြစ်တော်သူမိဒီကလောကအောင်ဘာဖြစ်လို့လဲလောကအောင်ဘာလို့မအောင်တာလဲတို့တွေဟာ တစ်ချိန်လုံးစိတ်တက်ကြစိတ်ပြတ်ဝမ်းနေကြေကွဲနေတဲ့အဖွဲတွေကလောကကိုအောင်နာမို့လောကကိုရှုံးနေတာဟယ်လိုဟိုကကြောက်ရဒီဟာကြောက်ရဟိုကဆိုးရင်ဒီဟာဆိုးရင်တကိုးနဲ့အသက်မရှင်နိုင်ဘူးတို့တွေကဟိုဆိုးရင်ဒီလိုဆိုးရင်ဟိုကကြောက်ရဒီဟာကြောက်ရဟိုဟိုဖြစ်လာမှကြောက်ရဒီဖြစ်လာမှကြောက်ဘာမှကြောက်စရာမလိုဘူးညီကောင်မောင်မတော်ဘုရားရှိတယ်အဲ့ဒီအဲ့ဒီဘုရားကကွယ်ကာတဲ့ဘုရားအဲ့ဒီဘုရားကမဆတဲ့ဘုရား 46ခုမြောက်သောဆာလံအငယ်တက်မှာဗာပြောလဲဘုရားခင်ကြီးငါတို့ခိုးလုံညာဖြစ်ပြီးခွန်အားကို ပေးတော်မူတယ်ဘေးရောက်သည့်ကာလအထူးသဖြင့်ပြန်ပြောဘေးရောက်သည့်ကာလအထူးသဖြင့်ကူမတော်မူကြောင်းထင်ရှားတယ်ထို့ကြောင့်ပထဝီမြေကြီးသည်ရွေ့သွား၍တောင်များတုန်လှုပ်လျက်သမုတ်တရားတို့ကြတော်လဲငါတို့သည် ကြောက်လန့်ခြင်းမရှိ သမုတ်တရားရည်သည်ဟုံးဟုံးမြည်၍မှွင်တော့ပါလေစေလိုင်းတဘိုးထသဖြင့်တောင်များတုံလှုပ်ပါလေစေမြစ်တမြစ်ရှိသေး၏ဟာလေလုယာပြောမြစ်တမြစ်ရှိသေးတယ်ဖရာသခင်ငါတို့မစားဖို့မြစ်တမြစ်စီးစင်းစေတယ်အမြဲတမ်းအဲ့ဒီမြစ်ကတတ်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်ဟာလေလုယာ ကပ္ပာကြီးကဖြောင်းပြန်လှန်ဖြစ်သွားပါစေမြစ်မြစ်ရှိသေးတယ်ထိုမြစ်သည်ဘာဖြစ်လဲအမြင့်ဆုံးသောဖရာကျင်းဝတ်ထိုမြစ်သည်စီး၍ဖျားခင်ကြီးမြို့တည်ဟူသောအမြင့်ဆုံးဖရာကျင်းဝတ်တော်မြတ်တန်ရှင်းသောမြို့တော်ဘာဖြစ်လဲတန်ရှင်းသောမြို့ဆိုတာဘုသူပြောတယ်ဖရာကိုလက်ခံထားတဲ့ကျွန်တော်တို့အတ္တတာကိုပြောနေတာဖရာကဘယ်မြို့မှာမှမနေဘူးသင်အထဲမှာကျင်းဝတ်ခြင်းနဲ့ဖရာ တရှင်တော်မြို့တော်ဘာဖြစ်လဲရှင်လန်းစေတယ်ဝိညာဉ်တော်ရှင်းတက်လာရင်တင်ပတ်ဝင်းကျင်မှာဘလောက်ပဲပြဿနာဖြစ်နေပါစေတင်ရရှင်လန်းတဲ့သူဖြစ်နေတယ်တင်မှာဘလောက်အခက်ခဲတွေရှိနေပါစေတင်ရရှင်လန်းနေတဲ့သူဖြစ်တယ်ဟာဒီကောင်ဒီလောက်ပြဿနာဖြစ်တာဘာဖြစ်နေတာလဲဟာပြအပြင်ကအရာကကိုယ့်အแทးကိုဝင်လာလို့မရဘူးလေကိုကအထဲမှာဖရားဝမ်းမြောက်ခြင်းရှိနေတဲ့အခါမှာအဲ့ဒီဝမ်းမြောက်ခြင်းကပဲအပြင်ကိုမကြခင်မှာလွှမ်းမိုးနိုင်တဲ့အခွင့်ကိုဖရားပြခင်ပြင်ဆင်ပေးမှဖြစ်တယ်အာမင် ဟာလေလုယာတခုပဲကျွန်တော်အားပေးမယ်ဘလောက်ကြီးပဲပြဿနာဖြစ်ပါစေတင့်အထဲမှာငြိမ့်သက်ခြင်းနဲ့ဝမ်းမြောက်ခြင်းသာရှိနေရင် မကြခင်မှာအဲ့ဒီပြဿနာတင့်ရဲ့အောက်ကိုရောက်လာတဲ့ခွင့်ကိုဘုရားခင်ပြင်ဆင်ပေးလိမ့်မယ်မကြမှာဆိုလို့ပြန်ပြောမယ်ဘလောက်ကြီးပဲပြင်းထန်တဲ့ပြဿနာတွေရှိပါစေတင့်ကိုငြိမ့်သက်ခြင်းနဲ့ဝမ်းမြောက်ခြင်းပေးတဲ့မြစ်တမြစ်ဒီဟုသောတရှင်တော်ဝိညာဉ်တော်စီစဉ်ခွင့်ပေးပါ အမြဲတမ်းတင်မဆမဲ့ဝိညာဉ်တော်တင်အကူညီတောင်းပါတချို့လူတွေကဘာသာရေးသမားတွေတော်တော်များတတ်ရှင်သောဝိညာဉ်တော်အာပုံမှားအောင် လုပ်ပလိုက်တယ်ပုံမှားမို့လူတွေအထင်လွဲအောင်လုပ်ပလိုက်တယ်ဒီအဖွဲ့တွေကတတ်ရှင်သောဝိညာဉ်တော်ဂိုင်းနေတတ်ရှင်သောဝိညာဉ်တော်ဂိုင်းနေတတ်ရှင်သောဝိညာဉ်တော်ဂိုင်းနေဆိုပြီးလုပ်ပလိုက်တယ်ဒီမှာကြီးကျွန်တော်ပြောပြမယ်ကျွန်တော်ဘဝကအင်မတန်စင်းရဲနှုံချခဲ့တယ် ဘယ်နေ့ကနေစပြီးတော့အဲ့ဘဝလွတ်မြောက်လဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ကျွန်တော်ကျွန်တော်ထင်မှာဝင်ရောက်လာတဲ့နေ့ရက်နဲ့စပြီးတော့မှကျွန်တော်ကထူးခြားသောသူဖြစ်လာတယ်ကျွန်တော်ကရဲရင်တဲ့သူဖြစ်လာတယ်ကျွန်တော်ယူပါယုံထားရတဲ့သူဖြစ်လာတယ်ကျွန်တော်အနာကောက်ကျွန်တော်ရဲရဲပြောရတဲ့သူဖြစ်လာတယ်ဘာကြောင့်လဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့ကိုအနာကတ်လှပစေဖို့ရတော့အကောင်းဆုံးကုမပေးဖို့ရောက်လာတဲ့ဖရာရှင်ဖြစ်တယ်ဟာလေလုယာဟာလေလုယာ နောက်ဆုံးကျွန်တော်ပြောပြမယ်တန်ရှင်သောဝိညာဉ်တော်ကျွန်တော်ဘလို့နေဘလို့ထိုင်ဘလို့သွားဘလို့လှုပ်ဆောင်မလဲဆိုတာဆာအကုန်ပြောပြတဲ့ဝိညာဉ်တော်ဖြစ်တယ် hallelujah တန်ရှင်သောဝိညာဉ်တော်အထင်မှားပါနဲ့တင်းရကူမဖို့သူရှိနာနေတာဖြစ်တယ်ယေရှုခရစ်တော်ဘာပြောဆိုငါသွားရမယ်တဲ့ဒါပေမဲ့မင်းတို့မိဘမဲ့ကဲ့သို့ငါစွန့်ပြစ်မထားဘူးငါတန်ရှင်သောဝိညာဉ်တော်ငါစေလွတ်မယ်တဲ့ အခုနကဖြစ်ပြတဲ့အရာတွေအားလုံးကတင်တို့သဘောပေါက်ရှင်မှာပေါက်လိုက်တာဒါတိုင်းတမားတော့ကဲ့ရဲ့မှာပဲချင်းသေးတယ်ဒါတွေကဘာဖြစ်တာလဲဘာညာပေါ့ကွယ်ဒါပေမဲ့တန်ရှင်သောဝိညာဉ်တော်ကိုတင်တကယ်ပဲခေါ်ဖိတ်ပါ နေရာပေးကြည့်ပါတခုပဲတော့ဖះနဲ့အလုတ်လုတ်ချင်းယုံရတယ်ဒါပေမဲ့တင်ယုံတဲ့အရာဖះစကားဖြစ်ရမယ်ဆရာတွေပြောတိုင်းရှောက်မယုံပါနဲ့ ဆရာတွေပြောတိုင်းရှောက်မယုံပါနဲ့ဆရာတွေပြောတိုင်းရှောက်မယုံပါနဲ့ဆရာတွေပြောတဲ့အရာကဖျားစကားဖြစ်ရလားဆိုတာကိုသင်တေတေချာချာစစ်ပါစစ်ပါစစ်ပြီးသွားလို့ရှိရင်ဖျားစကားမှတ်ပြီဆိုရင်အဲ့ဒါကိုဆွဲကြိုင်ပါအာမင်အာမင်ဆွဲကြိုင်ပါ တင်ထုကိုထူချရမယ်ဒါပေမဲ့တို့အဓိကကပြဿနာဘာဖြစ်လဲဆိုတော့တို့ဘာလို့မအောင်မြင်တာလဲโอเคခဏလေးကြည့်အောင်တို့ဘာလို့ဆုံးရှုံးသွားတာလဲဒါပေမဲ့အဲ့ထက်နဲ့ဘသူတွေကအောင်မြင်လာတာလဲကြည့်အောင်ကပောက်ချံခန်းကြီး၃ကိုတွားမယ်ခဏလေးကပောက်ချံခန်းကြီး၃ ကပောက်ချန်ခန်းကြီး3ကိုမသွားခင်လေးမှာကပောက်ချန်ခန်းကြီး2ကိုမြ мян လေးသွားမယ်ခင်ဗျကပောက်ချန်ခန်းကြီး2ကိုမြ мян လေးပဲမြ мян လေးပဲသွားလိုက်မယ်နော်ကပောက်ချန်ချန်ခန်းကြီး2အငယ်16ကနေသွားရအောင်ကွယ်16 second ကိုသွားရအောင်16 second သွားရအောင်ထာဝရရှင်ဘုရားသခင်ကလည်းကောင်းမကောင်းကိုတိကျွမ်းရာအပင်မှတ်တပါထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကို ဆက်သွားထိုးအပင်ဤတီကျွမ်းရရပင်မတပါထိုးဥယျာဉ်နဲ့ရှိမှပင်တော့ကိုစားတော့ခွင့်ရှိတယ်ထိုးအပင်ဤအတီးကိုကမဆားရဘဲပင်အတီးကိုမဆားခိုင်းတာလေကောင်းမကောင်းတိကျွမ်းရအပင်ရအတီးကို မစားရဘူးကျန်တဲ့အကုန်စားလို့ရတယ်အဲ့ဒီအတီးကို စားတဲ့နေ့မှာတင်တို့ဒီအေကာအမှန်တေရမြီဟုလူအားပြည့်ညတ်ထားတော်မူတယ်ဘသူပြောတာလဲ ကြည်အောင်ကြီးကိုမောင်မှာတော့အရန်ရေးကြည့်သွားပြီဆရာဒေးဗစ်လာရဲ့ဘဝကြီးရဲ့ကြီးမားစွာ ပြောင်းလဲမှုကဘာလဲဆိုတော့ဖျားစကားယုံရမဲ့စကားဖြစ်တယ်ဆိုတာသိသွားတဲ့နေ့ရက်နဲ့ဆက်တော့အရန်ထူချသွားတာတို့ကယုံလို့ယုံမှတော့မသိဘူးစန်းစာစန်းစာတို့ကတို့ပဲအများကြီးရှိတယ်ဒီစန်းစာထိုင်ရှိခိုးနေဖွဲ့တွေအများကြီးရှိတယ်ဒီစန်းစာကိုဂါထာလို့ညွတ်နေဖွဲ့တွေအများကြီးရှိတယ်ဆာလ23ကိုဂါထာလို့ညွတ်နေဖွဲ့တွေအများကြီးရှိတယ်အဲ့ဒါဂါထာမဟုတ်ဘူး ဆာလ23ရဲ့အငယ်တက်ကနေပါပြောလဲထရာထရာဖြတ်ဒီတူရင်းဖြစ်တော်မူငါသည်ဒါခရိယန်နေအကုန်အလွတ်ရတဲ့ကျမ်းပိုက်လေးပဲညီကိုမောင်တို့မတို့ဒါမဲ့အဲ့ဒီကျမ်းပိုက်အလွတ်ရစေချင်တာမဟုတ်ဘုရားကကျမ်းပိုက်ထဲကတိုးထိန်ကြီးနဲ့တင်းကိုအဆက်ရစေချင်တယ်ဟယ်လိုကျမ်းစာထဲကသောထိန်ကြီးနဲ့သင်ဆက်ရသွားရင်သင်ဘဝထူးခြားသွားပြီ။အာမင်။โอเค။ကြည့်အောင် ဒီမှာမစားနဲ့တဲ့စားတဲ့နေ့မှာဧကအမှန်သိမယ်လို့လူကိုပြည့်ညက်ထားတယ်တဲ့ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ဖျားမှတ်ထားစာတန်လုတ်တဲ့အရာတခုပဲရှိတယ်တင်းတို့ကို ဆုံးရှုံးစေခြင်းနဲ့စာတန်ကဖျားစကားကိုတန်တရားရှိအောင်အမြဲတမ်းလုပ်တယ်ဆရာပူးဝင်လင်းလင်းပဲမေးရှင်တယ်ဒီမှာတော်တော်များများသောခရိယန်တွေဖျားစကားကိုစံစာဖတ်နေတဲ့တန်တရားရှိတဲ့သူတွေအများကြီးရှိတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့စာတန်လုတ်ထားလို့ဒီနေ့လွတ်ရမယ်တင်းတို့ ဒီဒီဒီထဲမှာဆရာဖော်ပြတာပြောမယ်နော်ခုဆရာတွေအခုတရားဟောရင်ယုံနေတယ်နော်ဒါပေမဲ့အိမ်ပြန်ရောက်လို့ကျန်းစာဖတ်ရင်တင်းတို့တန်တရားတွေအများကြီးဖြစ်ကုန်အဲ့လူတွေရှိတဲ့ထဲမှာအများကြီးပဲပြန်ပြောမယ်ကျန်းဒီအခုဆရာတို့ရှင်းပြနားလည်သွားတယ်ဝေါဝေါအာမင်ဟာလေလုယအဖွဲတွေအဲ့လိုရှိတယ်နောက်ကြိုင်ကျန်းစာပြန်ဖတ်တဲ့ခါမှာอืมရှင်းချင်းနေ ပြီးတော့ကိုကိုကိုစံစာမှာဖတ်ချင်တော့တဲ့အဖွဲလည်းရှိတယ်ဘာကြောင့်ဆိုတော့ဖတ်တိုင်းမှာတန်တရားတွေဖြစ်လာလို့ဒီထဲမှာရှိတယ်ဒီမှာရှိတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒါစာတန်ကအကြီးမားဆုံးသူ့ရဲ့အလုပ်ကအဲ့ဒါပဲဆွချီဖျားစကားရှိဖျားသားလို့ပြောရင်ဖျားစကားကိုပဲစိတ်ဝင်စားရမယ်တို့ကစံစာထဲမှာတို့ကိုဖျားနှစ်ခုနဲ့ပဲပြောတယ် သားနဲ့တိုးနဲ့သားနဲ့ပျော်သားနဲ့โอเคသားမှန်ရင်ဘသူရဲ့စကားကိုပဲစိတ်ဝင်စားရလဲဖះစကားအဖေရဲ့စကားကိုပဲစိတ်ဝင်စားရโอเคတိုးကြတော့လည်းပဲတိုးထိန်ရဲ့စကားကိုပဲသူတို့ကအကျွမ်းဝင်နေတဲ့တခြားအတောင်သူတို့အကျွမ်းဝင်ဘူးဒါကြောင့်အဲ့ဒီတိုးဟာသူ့ရဲ့တိုးထိန်နောက်ပဲလိုက်တယ်တိုးထိန်နောက်ပဲလိုက်လိုက်တဲ့အတွက်ကြောင့်ကြက်စားရအရက်ကိုတွေးရတယ် good ဆိုတော့ကပောက်ချန်ခန်းကြီး၃ကိုရောက်လာတဲ့အခါမှာအငယ်တက်ကနေပဲသွားချင်တယ်မြန်မြန်လေးသွားရအောင်အငယ်တက်မှာမွေသည်လိုက်စုံမွေသည်လိုက်စုံဆက်ဖတ်မယ်ထာဝရရှင်ဘုရားခင်ဖန်ဆင်းတော်မူသောမြေတရိษံတကာတို့ထံလိမ္မာသည်ဖြစ်၍မိမ္မာအားတင်တို့သည်ဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကိုမဆားရဟုဧကန်စင်စစ်ချစ်တော်ညီကောင်မောင်တို့တေချာစဉ်းစားရအောင်စာရန်ကလာပြီးတော့ မေးတဲ့မေးခွန်းကဖះမေးတဲ့ဖះပြောထားတဲ့စကားနဲ့စန့်ကျင်ဘက်ပဲလာတယ်ဖះဘာပြောလဲခုနထိုအတီးကိုမစားနဲ့စတဲ့နေ့မှာဧကအမှတေးမယ်လို့ပြောတယ်ဒါပေမဲ့စာတန်းကဘာလာပြောလဲအဲ့ point ပဲလာတာအဲ့ point ပဲလာတာဒါမှကြီးဘာပြောလဲမိမအာတင်းတို့ဒီဥိနဲ့ရှိမြသောအပင်တို့ရဲ့အတီးကိုစားရတော့အခွင့် ရှိမိမငါတို့ဒီဥယျာဉ်နဲ့ရှိမြပြင်တော့အဒီကိုစားတော့အခွင့်ရှိဆက်သွားဥယျာဉ်အလယ်နဲ့ရှိတော့အပင်အဒီကိုကတင်းတို့ဒီမကင်မစားပဲနေကြလို့သို့မဟုတ်သေမီဟုဘုရားခင်အမိန်တော်ရှိတယ်ပြောအမိန်တော်ပြောအမိန်တော်တို့ဘဝတော့အရေးကြီးစွာညီကိုမောင်မတို့ရယ်တင်းတို့အဖိုးခပေးပြီးလာရတာနော်ဘယ်ဘယ်ကနေများလာကြလဲဆရာလည်းမသိဟိုးကျိုင်းတုံလားဘာတုံလဲမျိုးစုံလာတဲ့အဖွဲတွေရှိလိမ့်မယ်ကွယ် ခဏဒီပွဲအတွက်အလာတာချီလိုက်မှခဏလာပြီးတော့တဲပြီးတော့လာတာလည်းဖြစ်နိုင်တယ်အလကားမပြန်သွားစေချင်ဘူးတကယ်တင်တစ်ခုခုရကိုရရမယ်အာမင်